ဒီတဲ့တာဖာနှူဟာဘိုင်ဘေးရဲ့58ရှင်မောင်မဆွဲချကဘိုင်ဝန်ထိုးချက်၍လူရမှုကျွလွန်ခဲ့သူ9ဦးဟာဖမ်းဆီးရမိမင်္ဂလာပါအော်ဒီယိုဘိုင်စော်နိုင်ငံနေချိုးဆိုပါတယ်ယခုခါမှာတော့ခီးတဲ့တာဖာနှူဟာဘိုင်ဘေးရဲ့58ရှင်မောင်မဆွဲချကဘိုင်ဝန်ထိုးချက်၍လူရမှုကျွလွန်ခဲ့သူ9ဦးဟာဖမ်းဆီးရမိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်တောင်ကုန်းရက်ွက်နေ ဦးစောလက်ထူးကျော်အသက်45နှစ်အဖဦးကျော်မြင့်သည်တားဖြစ်သူမောင်ခတ်ထယ်ရိုးစေးထူးအသက်16နှစ်နဲ့အတူမေလ16ရက်နနက်7:00နာရီတွင်လမ်းမတော်မြို့နယ်ဝါရန်လန်မှတ်တိုင်မှဝိုင်ဘီရ58ခေးတက်တင်ရင်ဖြင့်လိုက်ပါလာခဲ့ရာပပရမြို့နယ်လမ်း30အကျောင်း၌ဦးစောလက်ထူးကျော်၏ရင်ပန်း၌ထားကလွယ်ထားသည့်ဂျော်ဘော့၏တွင်သို့အသက်35နှစ်ခန့်အမျိုးသားတဦးကခပိုင်း၌နေသည်ကို တွေ့ရှိရသဖြင့် ဦးစောလက်ထူးကျော်ကတွန်းလိုက်ရာအချင်းများကြပြီး၎င်းမျိုးသားနှင့်အပေါင်းပါငါးဦးခန့်ကဦးစောလက်ထူးကျော်နှင့်၎င်း၏သားဖြစ်သူတို့နှဦးအားဘိုင်းဝန်ထိုးချိတ်ခဲ့ကြောင်းသိရပါသည်ထို့နောက်ကျော်ရာမျိုးနှင့်ကန်နာလန်ပန်းဆိုးရန်မှတ်တမ်းရောက်၌အစိုးရမျိုးသားငါးဦးခန့်ကဦးစောလက်ထူးကျော်နှင့်သားဖြစ်သူတို့အားဂျင်းပေါ်မှဆွဲချ၍ဘိုင်းဝန်ထိုးချိတ်ကန်ကြောက်ခါဦးစောလက်ထူးကျော်၏ဘောင်းမီအိတ်တွင်မှ ရမီ9ရဲ့အမျိုးအစားလက်ကင်ပုံးနှလုံးအားလူရက်ယူဆောင်သွားခဲ့သဖြင့်၎င်းတို့နှစ်ဦးတွင်ဒီကိုက်တန်ရာများရရှိခဲ့ကြောင်းတိုင်တန်းချက်အရကျောက်တရားမြို့မှရဲစခန်းမှရာဇသက်ကြီးပုံမှ309ဖြစ်အမှုရေးဖွင့်ကကျွလွန်သူများအားဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရပါဗါဒအဆိုပါဖြစ်စဉ်မှာအောက်စုဖွဲ့ခပိုင်း၌ကျွလွန်သူများအားဖမ်းဆီးရမိနိုင်ရေးတုံချုံရဲတပ်ဖွဲ့ဝင်များကစုံစမ်းဖော်ထုတ်ခဲ့ရာ ကြီးမြင့်နိုင်မျိုးနဲ့အတွင်နေထိုင်သောရခိုင်ခပိုင်းနိုင်မှုဖြင့်ပြည့်ချက်ဟောင်းရှိသူများဖြစ်ကြောင်းသိရှိရသဖြင့်ဖန်စီရမိနိုင်ရေးဆောင်ရွက်စဉ်ကြီးမြင့်နိုင်မျိုးနဲ့ဥမြရက်ကွက်နေသူများဖြစ်သည့်အောင်ကိုလတ်အသက်42နှစ်အဖဦးဝင်းမြင့်ဝေဖြိုးအောင်ခဦးဝေဖြိုးအသက်30နှစ်အဖဦးတင်စိုးပြည့်ဖြိုးထွေးခပိစိအသက်22နှစ်အဖဦးတန်းထွေး တော်တော်လွင်ခပူပူအသက်33နှစ်အဖဦးကြည်လွင်ကျောင်းနိုင်ဦးခကြံကြောင်းအသက်28နှစ်အဖဦးလာဦးတို့၅ဦးအားမေ21ရက်ညနေ4နာရီခန့်တွင်၎င်းတို့၏နေရင်အတိတိ၌ဖမ်းဆီးရမိခဲ့ပြီးဖြစ်စဉ်တွင်ခပိုင်းနိုင်မှုကျွလွန်ခဲ့သူချင်းမြနိုင်မျိုးနှင့်ဦးမြရက်ကွက်နေအောင်မိုးခလှမြိုင်ခတေကြီးမှထွက်ပြေးတန်းဆောင်လျက်ရှိကြောင်းသိရပါသည် ဖမ်းဆီးရမိသူများရဲ့ထွက်ဆိုချက်များအရမေလ19ရက်နေ့နနက်7:00နာရီခန့်တွင်တရရာမြို့နယ်အတွင်းဘိုင်ဘီရ58ရှင်ပေါ်ဦးစောလက်ထိုးကျော်၏ဂျောဘောအိတ်တွင်မှဖုံးအားအောင်မိုးခလမြန်ခတည်ကြီးမှခပိုင်း၌နေစဉ်အောင်ကိုလက်နှင့်ကျောင်းနိုင်ဦးခကြံကြောင်တို့နှင့်ဦးကဝန်းရံပေး၍ဝေဖြိုးအောင်ခဝေဖြိုးဖြဖြိုးထွေးခပိစိသတော်လင်းခဘဘိုးတို့ကအစောပိုင်းချိန်ပေါ်၌ စောင့်ကြည့်နေခဲ့ကြောင်းလက်ကင်ဖုံအားနှာယူနေသည်ကိုသိရှိသွား၍အချမ်းများကြရာဝေဖြူအောင်ခဝေဖြူပြဖြူထွေးခပိစိဇော်ဇော်လင်းခဘဘိုးတို့ကလက်သီးဖြင့်ထိုးကျိတ်ခဲ့ကြကြောင်းထို့နောက်ဦးစောင်းလက်ထိုးကြောင်းဤတားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူအားပန်းစိုးတန်းကားမတိုင်အရောက်ကားပေါ်မှဆွဲချ၍ဝိုင်းဝန်းထိုးကျိတ်ခဲ့ကြကြောင်းနဲ့ခပိုင်း၌ရယူခဲ့သည့်ရမေဖုံအား မောင်မိုးခလှမြိုင်ခတေကြီးရယူဆောင်သွားသည်ဟုဖော်ထုတ်သိရှိရကြောင်းသိရပါသည်။ဂျင်းကဲ့သို့အများပြည်သူသွာလာအုံပြုနေသည့်ဝမ်ဘီရမြို့ရင်းလိုင်းရင်ဝမ်ဘီရမြို့ရင်းလိုင်းရှင်များပေါ်၌အုပ်စုဖွဲ့ဖြင့်ခပိုင်းနိုင်မှုကျွလွန်သူများဖြစ်ပြီးဖမ်းဆီးရမည့်သူများဖြစ်သည့်အောင်ကိုလက်ကျော်နိုင်ဦးခကြံကြောင်းဝေဖြိုးအောင်ခဝေဖြိုးပြည်ဖြိုးထွေးခပီစီနှင့်သောသောလင်ခဘဘိုးတို့အား ၎င်းတို့ကျူးလွန်ခဲ့သည့်အမှုများတက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီးဥရယ်နဲ့ညီထိရောက်စွာရဲယူနိုင်ရေးနဲ့ဖမ်းဆီးရန်ကြံရှိနေသည့်အောင်မိုးခလမြိုင်ခတေကြီးအားအများဆုံးဖမ်းဆီးရမိနိုင်ရေးတပ်တိုက်ခံပစ္စည်းများပြန်လည်တင်းစီနိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရပါဗါးနားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဖေးပြရတွေဝေးကွာကြပါစေဗျာ